ဟယ်လိုမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် investment လုပ်ချင်တဲ့လူတွေငွေစုချင်တဲ့လူတွေအတွက်ကျွန်တော်ငွေစုရင် invest လုပ်ရင် goal ဘယ်လိုထားရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် invest လုပ်ချင်တယ်ငွေစုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံး goal ထားဖို့လိုပါတယ်အဲ့ဒါကဘာလဲဆိုရင်ဒီ time frame ပေါ့နော်ကျွန်တော်ဒီ time frame ဥပမာ9နှစ်အတွင်းမှာကျွန်တော်ပတ်စံဘလောက်လိုချင်တယ်10နှစ်အတွင်းမှာကျွန်တော်ပတ်စံဘလောက်လိုချင်တယ်ဆိုတာကိုကျွန်တော်တိတိကျကျတတ်မှတ်ထားရမှာဖြစ်ပါတယ် ဆိုတော့ဥပမာအဖြစ်ကျွန်တော်တို့9နှစ်အတွင်းမှာ1000တထောင်လို့ချင်းတယ်เนาะ1000လို့ချင်းတယ်10နှစ်အတွင်းမှာဘယ်လောက်လို့ချင်းလဲဆိုတာကျွန်တော်သိသွားပြီဆိုတော့နောက်ဒုတိယတစ်ချက်မှာကျွန်တော်လစဉ်ဘယ်လောက်စုရမလဲဆိုတော့ခုနကျွန်တော်လို့ချင်းတယ်9နှစ်အတွင်းမှာ1000လို့ချင်းတယ်ဆိုရရှင်တစ်လဘယ်လောက်စုရမလဲဆိုတာကျွန်တော်တို့သိရတော့เนาะကျွန်တော်နားလည်ရတော့မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတစ်နှစ်ပြည့်မြအဖြစ်ပေါ့เนาะ9နှစ်အတွင်းမှာဒီတစ်နှစ် အမြတ်ငွေကဘယ်လောက်လောက်မှန်ထားလဲနော်ကိုယ့်ရဲ့အမြတ်ငွေငွေစုရလို့ဆိုလို့ရှိရင်လည်းအတုံးနှုံဘယ်လောက်လဲတနည်းအတုံးနှုံဘယ်လောက်ရမလဲကျတို့ invest လုပ်တဲ့လူတွေဆိုလို့ရှိရင်ဒီ return နှုံနော်အမြတ်ကဘယ်လောက်မြောက်မှန်ထားလဲဆိုတော့အဲ့ဒါသိအောင်လုပ်ရအောင်ဖြစ်ပါဆိုတော့ဘယ်နေရာမှာ invest လုပ်မလဲဟောခုနကကျွန်တော်တို့ဒီငွေအမောင်တွေလည်းတီးပြီးသွားပြီเนาะဒီကိုလိုချင်တဲ့ຢာခိုင်နှုန်းကလည်းကျွန်တော်မှန်ထားတယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့အနည်းဆက်ဆုံးဟောဒီ investment ဒီ funds တွေပဲဖြစ်ဖြစ်เนาะပစ္စည်းတွေကဘာတွေရှိမလဲဆိုတာကျွန်တော်ပြန်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ဆိုတော့ပုံမှန်အပြည့်ကျတော့ဒီ S&P 500ရှိပါဒီနေ့လည်းပဲကျွန်တော်ဒီ S&P 500ကိုပဲအခြေခံပြီးတော့ကျွန်တော်အမြန်နှုံးတွေကိုတွက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီအမြန်နှုံးတွေကိုကျွန်တော်တွက်တဲ့ခါမှာကျွန်တော် inflation ကိုလည်း ဒီစဉ်းစားရမှာ inflation ဆိုတော့ဒီငွေကြေးပေါင်းပေါင်းမှုနှုန်းကိုလည်းကျွန်တော်တွက်ရတယ်ဆိုတော့ငွေကြေးပေါင်းပေါင်းမှုနှုန်းကိုဘယ်လိုတွက်လဲဆိုလို့ရှိရင်ပြန့်မြှောက်အဖြစ်ပေါ့နော်သူကပြန့်မြှောက်နဲ့တွက်တာဖြစ်တယ်အာရေတိုနဲ့မတွက်ဘူးပြန့်မြှောက်ရေရှိမှာကတော့ inflation ကိုသူကနှိမ့်ရခိုင်နှုန်းနဲ့တွက်ထားတယ်နှိမ့်ရခိုင်နှုန်းဆိုတော့ကျွန်တော်ဥပမာ S&P 500ရဲ့အမြတ်ကတစ်နှစ်အမြတ်နှုန်းက10ရခိုင်နှုန်းဆိုလို့ရှိရင်ကျွန်တော် inflation နှိမ့်ရခိုင်နှုန်းကျွန်တော်ထောက်ပေး တန်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တကယ့်အမြတ်က800ခန်းတော့ဖြစ်မယ်ဆိုတော့အဲ့ဒါတစ်ချက်လောက်တတိထားရမှာဖြစ်ပါတယ်ဆိုတော့ဒီ S&P 500ရဲ့ပြီးခဲ့တဲ့9နှစ်ရဲ့ return ကိုကျွန်တော်တစ်ချက်လောက်ကြည့်မယ်အဲ့မှာကျွန်တော်ဒီ S&P 500လို့ကျွန်တော်ရွေးထားတယ်ပြီးလို့ရှိရင်ဒီ9နှစ်ကိုကျွန်တော်ရွေးမယ်အဲ့မှာသူက return ကဘယ်လောက်ရှိလဲဆိုရင်အာဆိုတော့101 100ပေါ့နော်9နှစ်အတွင်းမှာ S&P 500က100ရာခိုင်နှုန်းတက်ပါတယ် အဲဆိုလို့ရှိရင်ကျွန်တော်တို့အဒေယရာခိုင်နှုန်းညတ်တယ်ပေါ့နော်9နှစ်တွင်းမှာဆိုတော့9နှစ်ဆိုတော့တစ်နှစ်ကျွန်တော်တို့ကတစ်နှစ်ပြည့်မြောက်လို့ချင်းတယ်တစ်နှစ်ပြည့်မြောက်လို့ချင်းတယ်ဆိုလို့ရှိရင်အဒေယရာခိုင်နှုန်းကျွန်တော်9နှစ်စာရင်ဘယ်လောက်လဲ20ပေါ့နော်ဆို9နှစ်အတွင်းမှာ S&P 500ကဘယ်လောက်မြတ်လဲဆိုလို့ရှိရင်တစ်နှစ်ကို20ရာခိုင်နှုန်းမြတ်ပါတယ်20ရာခိုင်နှုန်းတက်တယ်ဆိုတော့ကျွန်တော် inflation ကို နှုတ်လိုက်မယ် inflation နှစ်ရခိုင်နှုန်း300ခိုင်နှုန်းလို့ကျွန်တော်နှုတ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အမြတ်ကဘယ်လောက်ရှိလဲဆိုရင်18ရခိုင်နှုန်းမြတ်ပါတယ်နော်ဒီ9နှစ်အတွင်းမှာတစ်နှစ်ကို18ရခိုင်နှုန်းမြတ်တယ် S&P 500ဆိုတော့နောက်ကျွန်တော်ဒီအဲ့ထက်ကျွန်တော်အရှိဝင်နေနေတော့ရအောင်10နှစ်အတွင်းမှာ S&P 500ဘယ်လောက်မြတ်လဲဆိုတာတစ်ချက်လောက်ကျွန်တော်ပြန်သွားကြည့်မယ် ဆယ်နှစ်အတွင်းမှာ S&P 500က180တက်တယ်နော်ဆယ်နှစ်အတွင်းမှာ180ဆိုတော့180ကိုကျွန်တော်30နဲ့စားလိုက်တော့အာ78ပေါ့နော်78ရခိုင်နော်ဆို100နဲ့မှာ80ကို30ဆယ်နှစ်နဲ့ကျွန်တော်စားမယ်ဒါဆိုလို့ရှိရင်78ရခိုင်နော်တစ်နှစ်ကို78ရခိုင်နော်ညက်ပါလေပြီးခဲ့တဲ့လုံးခဲ့တဲ့ဆယ်နှစ်အတွင်းမှာပေါ့နော် ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ inflation နှစ်ရခိုင်နှုန်းနှုတ်လိုက်တော့ကျွန်တော်16ရခိုင်နှုန်း16ရခိုင်နှုန်းပြန်ပြန်ပြီးကျွန်တော်မြတ်တယ်ဆိုတော့အဲ့ဒါထက်နည်းနည်းဝေးအောင်ကျွန်တော်ထပ်သွားလိုက်မယ်လွန်ခဲ့တဲ့အနှစ်ပေါင်း20ကိုကျွန်တော်တွက်ကြည့်မယ်နော် S&P 500ရဲ့လွန်ခဲ့တဲ့နှစ်ပေါင်း20ရဲ့အမြတ်နှုန်းကဘယ်လောက်ရှိလဲနှစ်ပေါင်း20ဆိုတော့ကျွန်တော်2005ပေါ့နော်ဟို2005နဲ့ကျွန်တော်ကြည့်ရခါမှာ ဒီနှပေါင်း20အတွင်းမှာ S&P 500က400ရာခိုင်နှုန်းတက်ပါနော်400ရာခိုင်နှုန်းဆိုတော့ကျွန်တော်အဲ့ဒါကို20နဲ့အစားဆိုတော့20ပေါ့နော်20ရာခိုင်နှုန်းပေါ့400ဆို20နှပေါင်း20နဲ့စားမယ်ဆိုရင်20ရာဆိုတော့20ရာခိုင်နှုန်းမြတ်တယ်တစ်နှစ်ကို20ရာခိုင်နှုန်းနှုတ်မယ်ကျွန်တော်2ရာခိုင်နှုန်း ဆိုရင်16ရာခိုင်နှုန်းဆိုတော့ပြန့်ပြန့်အပြည့်ကျွန်တော်တို့ဒီရေရှည်ကိုကြည့်တဲ့အခါမှာကျွန်တော်တို့15ရာခိုင်နှုန်းအထက်ပေါ့ S&P 500ကလွန်ခဲ့တဲ့နှစ်20အတွင်းမှာကျွန်တော်ပြန့်ပြန့်အပြည့်ကျွန်တော်15ရာခိုင်နှုန်းအထက်ညက်တယ်ဆိုတော့အဲ့ဒါခဏနေကျွန်တော်လက်တွေ့ပြန်တွက်ပြမှာဖြစ်ပါတယ်ဘယ်လောက်လောက်ပတ်စံဘယ်လောက်လောက်ညက်လဲဆိုတာเนาะကျွန်တော်ပြန်တွက်ကြည့်မယ်ဆိုတော့အခုကတော့ကျွန်တော်ဒီလက်တွေ့တွက်ကြည့်မယ်ပေါ့เนาะ ဆိုတော့ကျွန်တော်တို့ဒီ calculator တုံးပါတယ်ဒီ investment calculator ဆိုပြီးတော့ကျွန်တော်ဒီ website မှာဝင်ကြည့်လို့ရတယ်အဲ့မှာကျွန်တော်တက်လို့ရတယ်ဆိုတော့ဒီနေရာမှာကိုကကိုကဘယ်နေငံမှာရှိလဲဆိုတဲ့ပုံမူတည်တယ်ကျွန်တော်ကတော့ဒီဂျပန်မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာဒီဒေါ်လာကိုဒေါ်လာလို့မမြင်မဲနဲ့ဂျပန်လို့ပဲဂျပန်ယန်လို့ပဲသဘောထားစေချင်တယ်ဆိုတော့ဥပမာကျွန်တော်ကစတာတသိန်းနဲ့စပြီးတော့ invest လုပ်တယ်เนาะကျွန်တော်ဥပမာတသိန်းနဲ့စတယ် သသိန်းကိုစပြီးတော့ကျွန်တော် invest လုပ်လိုက်မယ်ဆိုဘလော့ invest လုပ်မလဲအများပြကျွန်တော်ဒီဂျပန်မှာနေတဲ့နှစ်ကာလတွေကိုကျွန်တော်တွက်မယ်ဆိုရင်9နှစ်ပေါ့9နှစ်အဲတချို့တွေကအနည်း10နှစ်ပေါ့နော်ဒါကိုယ့်ရဲ့ဒီဘလော့နေမလဲဆိုတာအဲ့ဒါနဲ့လိုက်ပြီးတော့ကျွန်တော်တွက်လို့ရတယ်ကျွန်တော်ဒီမှာတော့ average เนาะအာပြည့်မြ900 9နှစ်နဲ့ကျွန်တော်တွက်ပေးမယ်ပြီးလို့ရှိရင်ခုနကကျွန်တော်ဒီ S&P 500ရဲ့ ပုံမှန်ဒီနှစ်ပေါင်း20အတွင်းက return ကဘယ်လောက်လဲဆိုလို့ရှိရင်ကျွန်တော်အနည်းဆုံး15ရက်ကတော့ယူထားတာဖြစ်တယ်နော်တကယ်ဆိုရှင်18တော့19 20အဲ့လောက်ဒီ return ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီ15ရက်ခိုင်နှုန်းနဲ့တွက်ပြမယ်ပြီးလို့ရှိရင်ခဏနေအစိုးဆုံးအချိန်နေကျွန်တော်8ရက်ခိုင်နှုန်းတော့ပြန်တွက်ပေးမယ်ဆိုတော့တစ်နှစ်ကိုကျွန်တော်အာကျွန်တော်တစ်သိန်းနဲ့စတယ်9နှစ် invest လုပ်မယ်ဆိုတော့ ဒီနေရာမှာကဒီ15ရာခိုင်နှုန်းဆိုတာကျွန်တော်အမြတ်ငွေပါနော်ပြီးလို့ရှိရင်ဒီနေရာကဘာလို့ရှိရင် additional contribution ဆိုတာကကျွန်တော်လန့်စင်ထည့်ရမယ်ငွေပြောရအောင်နော်လန့်စင်ကျွန်တော်ဘယ်လောက်လောက် invest လုပ်မလဲဘယ်လောက်လောက်စုမလဲကျွန်တော်ကမလန့်စင်တသိန်းထည့်ပုံမှန်လန့်စင်တသိန်းထည့်မယ်ဒါဒီနေရာမှာကိုလိုချင်တဲ့ amount ကိုကိုကထည့်ကြည့်ပြီးတော့တွက်ကြည့်ပါအဲ့အောက်မှာကျွန်တော် calculate ကိုကျွန်တော်နှိပ်လိုက်ဆိုတော့ဘယ်လောက် ကျွန်တော်ညက်လေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ total interest ပေါ့เนาะဒါအောက်ဆုံးမှာဒါကတော့ကျွန်တော်ရဲ့ဒီအမြတ်ဖြစ်ပါတယ်ပြီးအပေါ်ကတော့ကျွန်တော်တို့ဒီ interest ပေါ့เนาะကျွန်တော်တို့အမြတ်ကဘယ်လောက်ညက်လေဆိုလို့ရှိရင်ဒီမှာ1290ပေါ့เนาะ1290ညက်ပါတယ်ဒါဒီ9နှစ်အတွင်းမှာအမြတ်က1290ကျွန်တော်တို့ရဲ့ထည့်ထားတဲ့ငွေအရင်းကဘယ်လောက်လဲဆိုရင်1600เนาะ1600ရဲ့အမြတ်ကဒီ 1290ပေါ့ဒီအောက်ကနော်ဆိုတော့ကျွန်တော်ရဲ့ဆန်ဆန်ချင်းအမောင်းကတပိန်ဆိုတော့စုစုပေါင်းကဘယ်လောက်ကျွန်တော်ရမလဲဆိုလို့ရှင်ဒီ9နှစ်အတွင်းမှာကျွန်တော်1800ရက်1800ပေါ့နော်ကျွန်တော်1800ရမှာဖြစ်ပါတယ်ဒါ1800 9နှစ်အတွင်းမှာ1800ဆိုတာကတော့တော်တော်လေးကိုဒီညပါတယ်နော်ဒါမစိုးတဲ့အမောင်းလို့ပြောရမယ်အရင်များတော့မဟုတ်ပြင်မယ်အာလက်ထဲမှာဘာမှမရှိငါနဲ့အလုံးလုံးပြီးတော့လက်ထဲမှာဘာမှမစုမိတော့နဲ့ဆိုင် 1800ဆိုတာနည်းလည်းငွေမဟုတ်ဘူးဆိုတော့ဒီ invest ဒီလိုနည်းနဲ့ကျွန်တော် invest လုပ်လို့ရတယ်ဆိုတော့ now အခုတော့ကျွန်တော်ဒီအနည်းဆုံးပေါ့နော်အစိုးဆုံးအခြေအနေတခုနဲ့ကျွန်တော်ပြန်တွက်မယ်ခုနကကျွန်တော်800ခန်းတော့800ခန်းတော့ကျွန်တော်ပြန်တွက်ကြည့်မယ်ကျွန်တော် invest လုပ်တဲ့ amount တွေကမပြောင်းဘူးနော်ဆိုတော့ invest လုပ်တဲ့ amount ကတော့အတူတူပဲကျွန်တော်စတာသသိန်းနဲ့စတယ်ပြီးလို့ရှိရင် ုနှစ်ကလည်းကျွန်တော်9နှစ်ပဲဆိုတော့အမြတ်ညခိုင်နှုန်းကျွန်တော်800ခိုင်နှုန်းနဲ့တွေ့တယ်ခုနကလှဆင်ကျွန်တော်ထည့်တဲ့ငွေရလဲသသိန်းအတူတူပဲဆိုလို့ရှိရင်ကျွန်တော်အမြတ်ငွေရဘယ်လောက်ဖြစ်သွားလဲဆိုလို့ရှိရင်ဒီ9နှစ်အတွင်းမှာ1130ပေါ့နော်ဆိုတော့1130ပေါ့နော်ကျွန်တော်မြတ်တယ်ဆိုတော့စုစုပေါင်းကတော့မပြောင်းဘူးပေါ့နော်ကျွန်တော်ပုံမှန်သသိန်းပဲထည့်တာဆိုတော့ မပြောင်းဘူးဒါပေမဲ့ဒီအမြတ်ငွေမှာ1940လောက်ကျွန်တော်မြတ်သေးတယ်เนาะဒါ800ခိုင်နှုန်းနဲ့တွက်တာဖြစ်တယ်800ခိုင်နှုန်းနဲ့တွက်တဲ့နော်မှာကျွန်တော်ဒီ1900လောက်မြတ်သေးတယ်ဆိုတော့အဲ့တကြောင်ကျွန်တော်ဒီဒီပုံစံသုံးပြီးတော့เนาะကိုက invest ဘယ်လောက်လုပ်လုပ်ရမလဲဒီ9နှစ်အတွင်းမှာကိုကဘယ်လောက်လိုချင်လဲဆိုတော့အမောင်းနေပေါ့เนาะတေချာလေးတတ်မှတ်ပြီးတော့ကျွန်တော် investment လုပ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့အကျိုးရှိမယ်ဆိုတာကို မျှဝေပေးချင်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်